တမရချင်းမကြီးများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေပါ26ရက်6လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဘက်မှာမိုးနေနေရွာနေပြတ်နော်မိုးရွာနေအတန်သွန်းနေနေဒုက္ခရောက်တယ်ပေါ့နော်ဒါကြောင့်မလို့ကျွန်တော်နင်းနေနောက်ကျတာပေါ့အဲ့တော့သတင်းတွေနဲ့တော့ဒီညထူးထူးခြားခြား PDF ရဲ့အကြမ်းဖက်လောက်ရက်များသတင်းကိုပဲကျွန်တော်ပြောပါမယ်နော်အဲ့တော့ပြောရမယ်ဆိုတော့ဒါ24ရက်နေ့ဖြစ်သွားတဲ့ဖြစ်စဉ်တွေပါနော်24 24ရက်6လ2025ရက်နေ့ကဖြစ်တဲ့ဖြစ်စဉ်ပေါ့ဒါက ကိုင်းဘက်မှာအစိုးဆုံးနေရာတွေဖြစ်ပါတယ်เนาะအဲ့တော့ဖြစ်စဉ်ကဒါစကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင်ဒီစိတ်ခွန်ကြီးရွာအုပ်စုပါစောကုန်းရွာမှာနေတဲ့ဒေသခံရဲသားပြည်သူနှစ်ဦးကိုဒါအကြမ်းဖက် PDF တွေအနေနဲ့လက်နက်လက်နက်ပြချင်းချောက်ရိုက်နှမှုကျူးလွန်ခဲ့တဲ့ဖြစ်စဉ်ပါဖြစ်စဉ်ပါအဲ့တော့ဖြစ်စဉ်ကည7နိုင်ခွဲချိန်လို့ကျွန်တော်တို့သတင်းရပါတော့เนาะည7နိုင်ခွဲချိန်မှာဒီ ဝါနေပြီးတော့ကျတော့စိတ်ခွန်ကြေးဝါနေပဲဒီခြေဆိုးဆေးစက်ယုံမှာဒါအလုတ်လုတ်ပြီးပြန်လာတဲ့အလုတ်သမားတူပြီးလို့ရှင်ဒီအလုတ်ပိုင်ရှင်တူနှစ်ဦးပေါ့နော်အဲ့နှစ်ဦးကဒါအလုတ်ပိုင်အလုတ်ရှင်ကဒီအလုတ်သားကိုသူ့အိမ်ကိုပြန်လိုက်ပို့တာအဲ့ရွာဒီဟိုပါပေါ့ပါစောကုန်ကြေးဝါကိုပြန်ပို့တာသူ့ရောက်ပြန်ပို့တာအဲ့မှာဒါဂိတ်ဝင်တဲ့အချိန်မှာသူတို့ရွာရဲ့ဂိတ်မှာဂိတ်ရှေ့လို့ပြောတယ်နော်အဲ့ဂိတ်ကိုဝင်တဲ့အချိန်မှာ ဒီပြန်လာတာနောက်ကျတယ်ဆိုတော့အကြောင်းပြချက်တစ်ခုတည်းနဲ့ဒါ PD ဟိုအကြံပတ် PD ရအုပ်စုကနေပြီးတော့ဒီ live ပို့တဲ့လို့ရှင်ရောဒီအဲ့ရွာသားနော်ပါစောပါစောကုန်းရွာအရသားပြည်သူတူဦးပါရိုက်နှမှုတွေကျူးလွန်ခဲ့ပါတယ်နော်ရိုက်နှမှုမတည်ယုံလေးပဲကြံတော့တယ်မြို့မြို့လေးပဲနော်မတည်ယုံလေးပဲမြို့မြို့လေးပါနော်အဲ့တော့ဟိုဒီအလို့ရှင်ကတော့သူထွက်ကြည့်တာလွတ်သွားတယ်နော်အလို့ရှင်တော့ထွက်သွားတာလွတ်သွားတယ် ဒီအိတ်ရွာကန်ကတော့ဒါသူ့မိသားစုကနေတော့ပြန်ခေါ်ရတယ်ပြန်ခေါ်ပြီးမှအခုလက်ရှိတော့ဆေးရုံတင်ထားရတယ်လို့သိရတယ်လက်ရှိဆေးရုံတင်ထားရတယ်ဒီပြည်စင်နဲ့ပတ်သက်ပြီးတော့ဒီအကြံပတ် PDF ခေါင်းဆောင်ကဒီ25ရက်နေ့မနေ့ကအိတ်ငူသွားတယ်အိတ်ငူသွားပြီးတော့ဒါညှိနှိုင်းမှုလုပ်တယ်ဗောနော်ညှိနှိုင်းမှုလုပ်ရဒီကိစ္စကိုအထက်ကလည်းမတိုင်မှုပြီးလို့ရှိရင်ဒီ online တွေဘောပဲလဲဒါပြန်နှံ့မှုမပြုတ်လို့ဖို့အကယ်၍ပြုတ်လို့ခဲ့ပါကသူတို့ရဲ့အသက်ကိုအမခံချက်မရှိဘူးဆိုတဲ့ချင်းချောက်မှုတစ်ခုတွေကို လက်နဲ့ပြပြီးတော့ညှိနှိုင်းသွားတဲ့ဖြစ်စဉ်မျိုးဖြစ်သွားပါတယ်နော်အဲဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့ဒါဒေတာကံပြည်သူတွေနဲ့ချိတ်ကြည့်တဲ့အချိန်မှာဒေတာကံတူဦးရဲ့ဒါပြောကြချက်ရဒါသူပြောရတဲ့အထက်မှာတော့ကျွန်မတို့ကဟိုဆေအနာရှင်ကိုမကြိုက်လို့နော်ဆေအနာရှင်ကို မလိုချင်လို့ဒီလိုသူတို့ရဲ့ဒီအကြံပေး PDF ပေါ့နော်အကြံပေး PDF ကိုထောက်ခံခဲ့တာပေါ့လက်ရှိအကြံပေး PDF ကသူတို့ပြောတဲ့ဆေအနာရှင်ထဲတောင်ပူဆိုးတယ်ပေါ့နော်ပူဆိုးတဲ့လောက်ရက်တွေကိုဒါပေါ်ပေါ်တင်တင်ကျူးလွန်နေတာကို အပေါ်ကအဖွဲ့တွေက NUG အုပ်စုကမတိလာလားဒါမှမဟုတ်ရင်အေးအေးမူဆောင်ရွက်မှုတွေလုံးမပေးတာလားဆိုတော့မိကွန်းနေပေါ်မင်းနေလေရှိပါတယ်နော်အဲ့အာကိုလည်းကျွန်တော်ဖြည့်ပြီးဖြည့်ပြီးလိုက်ပါမယ် NUG အနေနဲ့ဘာအာဏာမှမရှိတမတော်ကဒါကြီးကဲတချို့ဒါအစင်တိုးပြီးတော့ယာတို့ပြောင်းလဲတွေပြုတ်လုသွားတာနဲ့ပတ်သက်ပြီးတော့တင်ဆက်ပြရမယ်ဒါ20ဒီစပြီးတော့သူတို့ထုတ်ပြန်ချက်မှာတော့ဒါ23 24ပေါ့เนาะအဲ့ဒါကိုအဆုံးသက်ကတော့ဒီမနေ့က အဆုံးသတ်ပြီးတော့ဒါရာထူးချင်းပြောင်းနေကိုကျင်ညာလိုက်ပြီးဖြစ်ပါတယ်ဒါကျင်ညာတာကတော့ဒါတက်မတော်ကာကွယ်ဦးစီးချုပ်ယုံကနေပြီးတော့ကျင်ညာချက်ထွက်ပါချက်ထွက်တာပါအဲ့တော့ဒါပထမဦးဆုံးတယောက်အနေနဲ့ပထမဦးဆုံးတယောက်ကတော့ဒါအရင်ကဒီစစ်ဘက်လက်ထောက်ပေါ့စစ်ဘက်လက်ထောက်ဖြစ်တာဝန်ယူခဲ့တဲ့ဒါဗိုလ်ချုပ်မိုးမြင့်ဆွေဗိုလ်ချုပ်မိုးမြင့်ဆွေကဒီ23ရက်9လ2025ရက်နေ့မှာစတင်ပြီးတော့ဒီတက်မတော်ကာကွယ်ရေးပစ္စည်းဒါထုတ်လုပ်ရေးညွှန်ကြားရေးမူချုပ်တာဝန်ကိုစတင်တာဝန်ပေးရလိုက်ပါပဲเนาะဒါကတော့မူမူချုပ် ဘူကျုံမိုးမြင့်ဆွေပေါ့နော်မိုးမြင့်ဆွေရဲ့အာအစင်တိုးသွားတာပေါ့နော်ရခိုင်ကတော့ဒီစစ်ဘက်လက်ထောက်ဖြစ်တာဝန်ယူတာအခုတော့ဒီကာကွယ်ရေးတပ်မတော်ကာကွယ်ရေးပြည်စည်းထုတ်လုပ်ရေးညွှန်ကြားရေးမှူးတာဝန်ကိုစတင်ယူသွားပြီဖြစ်ပါတယ်နော်ဒါကတယောက်ပေါ့နောက်တစ်ယောက်ကတော့ဒါရခိုင်ကကြီးပေါ့နော်ကြီးတာဝန်ဒီကြီးတာဝန်ဌာနမှူးဌာနမှူးအဖြစ်ဒီတာဝန်ယူခဲ့တဲ့တာဗိုလ်မှူးချုပ်တင့်စောနိုင် ဘူမှုချုပ်တင်စော်နိုင်ကဒါ23ရက်6လ2025ရက်နေ့မှာစတင်ပြီးတော့ဒီစစ်ဘက်လက်ထောက်ဂျုတ်ဖြစ်ဒါစတင်တာဝန်ပေးရလိုက်ပြီဖြစ်ပါတယ်နော်ဒါအဆင့်တိုးသွားတာပေါ့နော်အဆင့်တိုးသွားတယ်နောက်တစ်ခုနောက်တစ်ယောက်ကတော့ဒါရခိုင်ကအလဲပိုင်းတိုင်းစစ်ဌာနဂျုတ်တိုင်းမှုတာဝန်ကိုထမ်းဆောင်ခဲ့တဲ့ဒါဘူဂျုတ်ကျော်ကိုထိုက်ကကျော်ကိုထိုက်ကတော့ဒီ23ရက်6လ2025ရက်နေ့မှာစတင်ပြီးတော့ဒီလေးကျင့်ရေးအရာရှိဂျုတ်အဖြစ်တာဝန်ပေးရလိုက်ပြီဖြစ်ပါတယ်နော်လေးကျင့်ရေးအရာရှိဂျုတ်ဆိုတာကဒီ မြမတက်မတော်မှာရှိတဲ့လေးကြည်တင်းနှန်းချောင်းတွေရဲ့ဒီအကြီးဆုံးပုံကိုပေါ့နော်အကြီးဆုံးပုံကိုဖြစ်ကိုဒါတာဝန်ယူလိုက်ပြီးဖြစ်ပါတယ်နော်ဒါကတယောက်ပေါ့နောက်တစ်ယောက်ကတော့ဒါရခင်ကတက်မတော်လေးကြည်ရဲ့အရာရှိချုပ်ဖြစ်ဒါတာဝန်ယူထမ်းဆောင်ခဲ့တဲ့ဒါဗိုလ်ချုပ်ထိန်ဝင်းနော်ဗိုလ်ချုပ်ထိန်ဝင်းကတော့ဒီ23ရက်6လ2025ရက်နေ့မှာစတင်ပြီးတော့ဒီစစ်ရာတို့ကန်ချုပ်တာဝန်ကိုယူလိုက်ပြီးဖြစ်ပါတယ်နော်စစ်ရာတို့ကန်ချုပ်ဆိုတာကဒီမြမတက်မတော်မှာရှိတဲ့နော်တက်မတော်သားအရာရှိစစ်တီတွေအားလုံးကို ်ဂျာတို့ခန့်အပ်မှာတော့သူကနေမှခန့်အပ်မှာဖြစ်ပါတယ်နော်အဲ့သူကလည်းဂျာတို့တိုးသွားတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီအရှိလေပိုင်းတိုင်းစစ်ဌာနချုပ်ပေါ့နော်အရှိလေပိုင်းတိုင်းစစ်ဌာနချုပ်ဒါတိုင်းမှုဖြစ်တာဝန်ယူခဲ့တဲ့ဒါဗိုလ်ချုပ်ညူမင်းထွန်းညူမင်းထွန်းကတော့ဒါဒီ23ရက်6လ2025ရက်ဒီမှာစတင်ပြီးတော့ဒီတမတော်စစ်စေးရေးအရာရှိချုပ်တာဝန်ကိုစတဲ့တာဝန်ယူပါပြီနော်စတဲ့တာဝန်ယူလိုက်ပါပြီအဲ့တော့စစ်စေးရာကြီးချုပ်ကိုပြီးလို့ရှိရင်ဒီနောက်တစ်ခု ပါသေးတယ်နော်နောက်တစ်ခုဘာကျုပ်လဲမသိဘူးတော့နှစ်ခုတွဲကြိုင်တာပေါ့နော်ဟုတ်အဲ့အဲ့လေးပြန်ပြောပြမယ်ဒါဘူကျုပ်ညိုမင်းထွန်းကလည်းဒါအစင်တိုးပြီးတော့နောက်ထပ်ယာတူးတစ်စင်းမြင့်ယာတူးကိုထမ်းဆောင်သွားပြီဖြစ်ပါတယ်နော်